ကဲဟိုဘက်ရက်ကွက်ကဖုတ်ခွေးတွေနဲ့တတ်အောင်စုကတော့ပျော်စရာကောင်းတဲ့တည်င်းပေါ့ဗျာနော်တော်လှန်ရေးတွက်ကတော့အင်မတန်ဆုံးရှုံးတဲ့နစ်နာမှုကြီးပဲအဲ့ဒါကတော့အားလုံးတိကျတဲ့ဆက်အနာရှင်ကိုဆယ်စုနှစ်ကြောကြာဒီဇိုင်းမဲ့မဲ့စန့်ကျင်ခဲ့တဲ့ပန်ဆယ်လိုဆိုတဲ့မျိုးသမီးကတော့သူ့ရဲ့လူမှုကွင်းမှာကြီးညာလိုက်ပါပြီပန်ဆယ်လိုဟာလက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါဘူး ရှင်းရှင်းပြောရင်တော်လန်ရေးကိုတူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကျင်ညက်ထုတ်လိုက်ပါမယ်။နော်ကျွန်တော်တို့အမြဲပြောပါတယ်ထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့တွေကိုဝင်းရံပါထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့ကနေတွားတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ထောက်ပို့တွေကိုဝင်းရံမှုမရှိဘူးဒါပေမဲ့ထောက်ပို့တွေရှိကလိုရင်သာတောင်းတဲ့သူရှိတာဒါကျွန်တော်ဘယ်သူမှမပြောဘူးနော်လိုရင်သာတောင်းတဲ့လူရှိတာထောက်ပို့ကောင်းဘယ်သူပဲတနေနေဘယ်သူမတက်ဆိုင်ဘူး အဲ့ဒီနေရာမှာတခုစိုးလာကအခုပန်ဆယ်လုံးလုံးမျိုးဆိုရင်ဒါတဖွဲတစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘလို့တဘောထားသူကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်ရင်တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးရတဲ့ရံမုံကိုမျှပြီးတော့တိုင်းနဲ့ပြည်နယ်ကိုချပေးတယ်အဲ့တော့တိုင်ရင်တပ်ဖွဲ့တွေကဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်သူတို့နဲ့မဆိုင်သူတို့ပဲနေတယ် ဲ့တော့အဲ့ဒီလူတွေပြိုလဲတော့ရင်တော်လိုင်းရင်ဘလောက်နစ်နာတော့မလဲဆိုတဲ့အရာကို မတွေးကြဘူးနောက်တစ်ခုက NUG အစိုးရအနေနဲ့ကလည်းထောက်ဖို့ကဏ္ဍကိုလုံးဝကိုတည်ယူရှုထားတာတွေ့တယ်လောက်ပါတယ်တော့မပြောနဲ့ PRF ကဏ္ဍတော့ဒါအဓိပ္ပာယ်မရှိဘူးအဲ့လောက်လုပ်ရုံနဲ့နော်တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေတောင်ရှိနေတာဒီထောက်ဖို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်ဥဆောင်ရမယ်နော်လမ်းပြရမယ်ဝင်းရံရမယ်ကာကွယ်ရမယ် ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ဖို့တွေကခိုးတဲ့ကောင်ကခိုးတယ်မခိုးမဲနဲ့ဘဝနဲ့ရင်းမိလှုပ်တဲ့ကောင်ကစော်ကားကန်ထိနှိမ့်ကွက်ကန်ထိတယ်နော်အခုကျွန်တော်ဆိုရင်ထိုင်းမှာမျိုးစုံတိုက်ခိုက်ခံရတာကိုနီးကိုဟန်နဲ့ပဲရအောင်တန်းကြန့်ခံပြီးလှုပ်နေတာနော်ပန်ဆယ်လို့ဆိုပူဆိုးတယ်အားလုံးသိတဲ့အတိုင်းနောက်ပန်ဆယ်လို့အခုစိတ်သက်ကြွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမှမိုင်းရန်သူဘက်ကိုသူစောက်ပြုတ်ဆိုင်တဲ့လူမျိုးလို့မဟုတ်ဘူး နော်ကျွန်တော်တို့လည်းရန်သူဘက်ကိုစောက်ဘူးမဆိုင်ဘူးအဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လိုဖန်လဲမဟုတ်ဘူးပန်ဆယ်လိုအောက်ခွဲလဲမဟုတ်ဘူးတခုတော့ပြောချင်တယ်တော်လှန်ရေးမှာဗျာလူ9ယောက်ကရန်ပုံငွေရှာပေးနေတယ်နော်ဒီလူ9ယောက်အချိန်ကြောင့်တော်လှန်ရေးကိုရန်ပုံငွေစီးစင်းတယ်ဒီလူကိုမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်တယ်ဒီတယောက်ယော့သွားမယ်ဘယ်နှယောက်စာပဲကျန်တော့လေးယောက်ပဲရှိတော့မယ်လေး အဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တေတက်ကရအချက်လက်တိတိကျကျနဲ့စော်လေအခုပန်ဆယ်လိုကတခါလဲပြောထားတယ်ရံမုံဝင်ရှာပွေးနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလုပ်ခဲ့တဲ့အရာတွေအလုံးဒီဗယံမကဆွဆွဲတာကလွဲလို့တိကျတဲ့နော်တက်တေတက်ကရရှိရင် AUG အစိုးရရှိမှာတိုင်ကြားနိုင်တယ်အင်ဂျီအစိုးရရဲ့စစ်ဆေးအရေးယူခြင်းကိုခံပေးဖို့အစင်နဲ့ရှိတယ် တခါတည်းသူပြောထားတယ်နော်အမှတူရေးထားတဲ့စာကတော့ကျမရဲ့လူလူယုံကြည်မှုကိုစုစည်းနိုင်စွမ်းဟာပြည်သူတယောက်အနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျမအတွက်တော့အစိတ်ဖြစ်အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ကျမတယောက်တည်းကိုဥတီတော်ဂုံတိတ်ခဖြက်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်တူအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါတယ် ဒီထံတွေကိုကျမအစွမ်းကုန်အစွမ်းအားလုံးကုန်ဒီအထိတောက်ခံခဲ့ပါလေလို့ပန်ဆယ်လိုကရင်ပွင့်ခဲ့တာဖြစ်ပါလေကဲအဲ့တော့ဘာဖြစ်သွားလဲကျင်းတ်ချာဟိုဘက်ရောက်ကမမဲဘူးနော်ဟိုဘက်ရောက်ကအဲ့လိုလုပ်ဖို့ဒီတန်တယ်ဟိုငပောက်ထိုင်းကိုလာတယ်ဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အင်အားစုကိုဖြိုးလာဒါအောင်ဘူးမတိဘာမတိကောင်လေးကငစီနဲ့ငပောက်နဲ့ရံဖြစ်နေလို့ထင်တဲ့ငပိုင်းရရှိသေးတယ်ဟမ်ထောက်ဖို့ကိုလာဖြိုးတာငစီနဲ့ငပောက်နဲ့ရံဖြစ်ကောင်ငပောက်မေးကျွန်တော်သွားခွာထားတာမဟုတ်ဘူးထိုင်းမှာရှိတဲ့ထောက်ဖို့ကိုလာဖြိုးလာ ထိုင်းမှာငစီဟာထောက်ဖို့မလုပ်ဘဲနဲ့ဒီတိုင်းနေကြည့်ငပောက်ကမလာဘူးငစီရဥတည်ကြီးမတိုက်ဘူးရှင်းချင်းလေးနော်အဲ့ဒီတဘောတရားတွေတောင်မတိဘဲနဲ့တော်နိုင်ရေးဘက်မှာပါဝင်နေတဲ့ဒူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်ပြောတာပြောချင်လို့ရှိရင်ပြောမဲ့စကားတွေအများကြီးဂုံစာချင်လို့ရတယ်အခုကျွန်တော် PSD network ကနေလာစီထိုင်းမှာအလှခံလို့မရဘူးတော့ဘယ်သူမှကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်လုပ်ခံပြီးသားတယ်အဲ့ရရတဲ့ငွေရုံးပွက်နဲ့တိုက်ရိုက် NUG ရဲ့စစ်ရုံးချုပ်ကိုချိတ်ပေးထားတယ် ကျွန်တော်ဖုံးတကောင်းဝင်မပြောဘူးဝင်ပြီးတော့မန်းတိုင်းတက်ဖို့ဆိုတာအဝေးကြီးကျွန်တော်တို့ဖြစ်ချင်တာကတော်လှန်ရေးအထောက်အကူပြုချင်တယ်အောင်မြင်ချင်တယ်လိုအပ်တဲ့အရာကိုဝိုင်းလုံးချင်တယ်စိတ်နဲ့ပဲလုပ်တာကျွန်တော်နေရာမှာတောင်းတော့လူဆိုမန်းတိုင်းတက်ပြပြီတပုံကြီးအယူဂျီစေယောကြောင့်မှာဘဒုဘာတောင်းဝင်ထမ်းတောင်းတော့ကျွန်တော်မသိဘူးပြီးစရာလည်းမလိုဘူးဘာဖြစ်လို့လဲကျွန်တော်တောင်းဝင်ကငွေရှာပေးဖို့စေယောကြောင့်ကိုငွေမထည့်ဘူးဘာဖြစ်လို့ဒါပြည်သူဆန္ဒအရာစေယောကြောင့်ကနေစည်ရင်တောင်းတယ်တန်ရင်တက်ဖွဲ့ဘယ် တိုက်တီနဲ့အနှံ့ကတိုက်ရင်တက်ဖွဲ့တွေဘဒူတွေကဘလို့လိုအပ်ချက်ရှိတယ်လိုအပ်ချက်အရေးကြီးဆုံးဖွဲ့စေဖွဲ့လိုဟာမျိုးဒါဒီစရင်တွေကိုတောင်းတယ်တလားတစ်ခါတိုင်းတဲ့ပြည်နယ်14ခုကိုမဲနိုင်ပြီးချပေးတယ်ဂျုံဖွဲ့နဲ့တိုက်ရိုက်ချိန်ထားတယ်ဂျားတဲ့ကနေဝင်ပြီးတော့ရွှေဖက်တာတွေရှုပ်တာတွေဆရာဝင်လောက်တာတွေမန်းတနိုင်တက်တာတွေကျွန်တော်ဘာတစ်ခုမှမလုပ်ဘူးစေအောင်ချုပ်မှာဘဒူပါတောင်းဝင်ထားတာတော့ကျွန်တော်မသိဘူးအဲ့လောက်ထိကင်းအောင်နေတယ်ကျွန်တော်။ဘာဖြစ်လို့လဲကျွန်တော်တို့ဖြစ်ကျင်တာဒီဒီတော်လိုင်းရင်းမှာငါဘယ်ဘလောက်ရှာပေးနိုင်မလဲ ဘလောက်ပါဝင်နိုင်မလဲဆိုတော့စိတ်တစ်ခုနဲ့ပဲလုပ်တာဒါပေမဲ့အဲ့ဒီပုံမှာလုံနိုင်စွမ်းအားများလာတယ်တိုက်ခိုက်မှုနှစ်ခုတုံးလာနေတယ်နော်တစ်ခုကတစ်ဖက်ရန်သူဘက်ကဟာတိုက်ခိုက်မှုရန်သူဘက်ကဟာတိုက်ခိုက်မှုစောက်ပြီးမဆိုင်ဘူးရင်လည်းမခုံဘူးနော်စိုးတာကကိုယ်လိုတူးလို့တော်နိုင်ရင်ဘက်ကပါဆိုတဲ့ဟာမျိုးနဲ့အပြစ်ရှာဒါကျွန်တော်ဆိုလုံးဝရှာလို့မရလို့နော်လာမှာမပူနဲ့တနည်းမဟုတ်တနည်းနဲ့ ်ပိတ်ဂုံတိတ်ခါပိုင်းနဲ့ရှာလို့ရရင်ရမရရင်ဥပဒေပိုင်းနဲ့ရှာမယ်တနည်းမုံတနည်းရအောင်ရှာပြီးရအောင်ဖြိုလဲကြမှာဘာဒါသူတို့ရဲ့လမ်းကြောင်းအဲ့တော့ဒီနေရာမှာတခုတတိထားတင်တာကျွန်တော်တော်လန်ရေးဘက်ကတိုင်ရင်တက်ဘွက်တောင်းဝင်ရှိတဲ့လူတွေကအန်ယူဂျီလူကြီးပိုင်းနေရောအခုပန်ဆယ်လိုတယောက်နာဝါပြီပန်ဆယ်လိုမပြောနဲ့အလုတ်ပိတ်ရဲ့လေးမှာမနာပဲနဲ့ရရအလှလိုက်ခံပြီးတော့တန်ရင်တစ်ခုတည်းထောက်ပို့နေတဲ့ထောက်ပို့လေးတယောက်ပဲနားကြည့်ဦး ဒါဟာကျွန်တော်တို့တော်လိုင်းအတွက်မျက်နှာချက်ပဲအဲ့တော့ကျွန်တော်တို့ကထောက်ဖို့တွေအတွက်အပေါ်ကလူကြီးတွေ ਨੇ ဘာတွေလုပ်ပေးနိုင်မလဲဘာတွေကာကွယ်ပေးနိုင်မလဲဘာတွေအရေးယူပေးနိုင်မလဲနှစ်ခုလုံးရှိဖို့လိုတယ်နံပါတ်၁ကကာကွယ်ပေးရမယ်ကာကွယ်ကူညီပေးမယ်လိုအပ်တယ်လို့နံပါတ်၂ကလည်းအရေးယူမှုပိုင်းလည်းလိုအပ်တယ်စစ်ဆေးအရေးယူ UNGD ဥပဒေကြောင်းအရာဒီကာလမှာเนาะလူတယောက်ကိုဒီတီဘတ်ရောက်နေတဲ့လူတယောက်ကိုလာပြီးတော့အရေးယူလို့မရရင်တည်းရမယ် လူမှုရေးရအပြည့်ဝအရေးယူရကျွန်တော်တို့ဖြစ်ချင်တာအဲ့ဒါနော်ထောက်ဖို့တွေကိုစီစစ် တကယ်တကယ်တေချာလှုပ်တဲ့အဖွဲတွေကိုပြည်သူကိုမိမောင်းဖို့ပြဒါလည်းဝေးရံတာကာကွယ်တာပဲနော်အခုတခုတခုကစော်ကားလာပြီပုပ်ကိုရေးတိုက်ခိုက်လာပြီစော်ကားလိုက်အပြည့်ဝရက်ဒီပဲတန်ရင်တက်ဖွဲ့တွေကခုနကလိုအပ်လာရင်လိုအပ်တယ်လို့ဝေးရံမှုဖြစ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့နေသာလို့နေမယ်ဆိုရင်တော့အခုကျွန်တော်တို့ဘလောက်မုန်းခံတယ်ဟမ်ပန်ဆယ်လို့ဆိုကြည့်ဒါတွေက ခုနကပြောပြန်ရတာတွေကတစ်ဖက်ကအမုန်းတရားတွေတိုက်ခိုက်မှုတွေပုံကိုယ်ရေးတိုက်ခိုက်မှုတွေကိုဘက်ကလူတွေကတော့ငါနဲ့မဆိုင်ဘူးအတူထိနေတာဆိုအဲ့ဒီအောက်မှာကျွန်တော်တို့တော်လှန်ရေးကြီးကဘယ်လိုလှုပ်ကြမလဲနော်အဲ့တော့တော်လှန်ရေးနောက်ထပ်ဘယ်နှစ်နှစ်ဆက်သွားအောင်မှာလဲဟမ်အခုကျွန်တော်တလ200နဲ့ PSC တည်ဆောင်ထားတယ်နော်ထဲဝင်တဲ့ member ဝင်တွေကို၄လပြည့်စမတ်ကတ်ထုတ်ပေးတယ် သူတို့ရဲ့အခက်အခဲဖြစ်ပြန်လဲကူညီပေးတဲ့အစီအစဉ်ထည့်ထားတယ်။အဲ့ဒီအပေါ်မှာလည်းဘလောက်တိဆိုရ PRF အဖွဲ့ဆိုတဲ့ဟာမျိုးလာတိုက်တယ်ကျွန်တော်။ကျွန်တော်တို့ကငွေအများကြီးရှာလို့ရဖို့အဓိကမဟုတ်ဘူးလား။ PRF နဲ့ရှာမယ်ကျွန်တော်တို့ထိုင်းမှာဆို PSC နဲ့ထက်ရှာမယ်။နောက်ထပ်ခေါင်းစဉ်တွေရှိသေးတာရှိသေးရင်ထက်ရှာ။ငွေရဖို့လိုတယ်ဒီတော်လိုင်းမှာလိုအပ်နေတာငွေ။မင်းဘာလုပ်တယ်ငါဘာလုပ်တယ်အဲ့ဒီခေါင်းမဟုတ်ဘူး။နော်အဲ့ဒီငပိန်ပညာမဲ့ငပိန်တွေအဲ့လိုပါလာလို့ရှိရင်ဘုရင်ကပြောလို့အာဒီကောင်တွေထောက်ဖို့ဘွဲ့ကငွေဘယ်လောက်ရလာဒီကောင်တွေထောက်ဖို့ ့အဖွဲ့ချင်းလိုက်ပြိုင်တယ်ဟာဟမ်စဉ်းစားကြည့်ဆိုတော့ကျွန်တော်တော်လိုင်းကြီးကဘယ်လိုလုပ်ခရီးရောက်တော့မလဲအဲ့တော့ပြောချင်တာကအခုဒီကလေးမှာဒီပန်ဆယ်လိုဆိုတော့ပန်ဆယ်လိုကကျွန်တော်ကငယ်တယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုအဲ့တော့ဒီလိုမျိုးနာဝါနာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမကြီးဆွန့်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပေးပါနော်ဘာဖြစ်လို့လဲ ဟိုကိုချင်းစာတာတက်ကိုပို့တယ်အကုန်လုံးလည်းနားလေတယ်ခံစားတယ်အရာလို့ဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လှန်ရေးဘလောက်အာရုံဝါပြီလဲရှင်းမှာပြစ်ဖို့လက်ညှိုးပွေးဖို့ကြီးမရှိရင်တို့ရဲဘော်ဒီဘာနဲ့မှလုပ်လို့မရအောင်အဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်းဆဲလိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့မွေးထုတ်ရမယ်အစားဒီရှိပြီးသားပန်းဆဲလိုပါထပ်ပြိုမယ်ဆိုရင်ဒါတော်လှန်ရေးရဲ့ဆုံးရှုံးနစ်နာမှုကြီးပါ ဒါကြောင့်မို့လို့ပြည်သူအားလုံးကိုစားတောင်းဆိုတဲ့နိုင်တဲ့နေရာကပါဝင်ပေးပါလို့เนาะအဲ့တော့တော်လှန်ရေးမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်မြေတားရက်ခံချင်တာကကျွန်တော်တို့တော်လှန်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်လဲတိုင်ရင်တပ်ဖွဲ့ပိုင်း COC စီးလုံးအောင်ထောက်ပို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုလေလှုပ်ပေးနိုင်မလဲဒီတောင်ဝင်အပိုင်းအခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကျွန်တော်တည်ဆောက်ပြီးတော့ခိုင်မာချစ်လျင်အောင်လုပ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်နိုင်ရင်တော့တကောင်ကြီးတကောင်ကြီးလိုက်ဖက်ခံထိလိမ့်မယ် နော်ပန်ဆယ်လိုပြီးမပူနဲ့လောင်းပါမပူနဲ့အခုပန်ဆယ်လိုတကယ်နားဝါကြည့်နားဝါပန်ဆယ်လိုသူတို့စကင်းနဲ့စင်းနဲ့မထဲတော့ပန်ဆယ်လိုရံပုံဝင်ရှာပွေးရနေအခုတကယ်နားဝါကြည့်ပန်ဆယ်လိုကိုစင်းနဲ့မထဲတော့ဘူးအဲ့ဒီတတ်အုပ်စုနဲ့စစ်ပွဲပေါ်မှာနေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယ်မယုံကြည့်ကျွန်တော်ပြောတာနော်ဘာဖြစ်လို့လဲ time မှာ အရင်တစ်ခါ တနိုင်ငံလုံးလမ်းပေးရဆဈေးတွေကိုယ့်ဘက်ကိုယ့်အလူတွေခံလို့ရနေတဲ့အချိန်မှာကျွန်တော်ကိုပုံကိုယ်ကြီးတိုက်ခိုက်တယ်ခံခဲ့ရတယ်အားလုံးတိမှာပါအဲ့အချိန်မှာကျွန်တော်ဘာပြောခဲ့တယ်ဒါဟာပုံကိုယ်ကြီးတိုက်ခိုက်တာမဟုတ်ဘူးနော်တော်လန်ရေးကို တိုက်ခိုက်တာ ထိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတိုက်ခိုက်တာယူမဆိုင်ဘူးငစီကိုတိုက်ခတ်ကန်တိပြောတဲ့ကောင်ကရှိသေးတယ်ကိုယ့်ဘက်ကကိုယ့်ဘက်ကနော်ဟောနောက်ဘာဖြစ်လဲထိုင်းမှာအလူတွေမခံကြတော့အခုထိုင်းမှာထောက်ပို့ဘယ်နှယောက်ရှိသေးတယ်ဟမ် လမ်းပေးအလှခံလို့ရှိရင်ဟန့်ဖန်းနဲ့စီးရဲဆိုတရားမရှိတော့ဘူးလက်တုံးချောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့တဲ့အစ်စ်ချစ်ပုံကြတာစဉ်းစားကြည့်ရင်နာတယ်ကျွန်တော်တော်လိုင်းရင်းနဲ့ပြောလို့ရှိရင်အဲ့ဒါတွေကဘာတွေကြောက်လဲအချင်းချင်းမစည်းလုံးမညီညွတ်မှုကြောက်တယောက်ကိုတယောက်မနာလိုတဲ့အောက်တန်းစားစိတ်တွေကြောက်အဲ့တော့အခုဘာဖြစ်တဲ့အချိန်မှာအဲအခုလည်းပန်ဆယ်လိုတယောက်ကိုဖြိုးပြီးမပူနဲ့ပန်ဆယ်လိုတကယ်နားလိုက်ရင်နောက်ထပ်ထက်လာအောင်မပြတ်မှတ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့အဲ့တော့ဘာလုပ်ကြမလဲဆိုတဲ့အပေါ်မှာ ြက်ပြက်တားတားတုံ့ပြန်ကြဖို့အရေးကြီးတယ်ညီမပန်ဆယ်လိုလည်းတည်တည်ချာချာစဉ်းစားပါလို့မြစ်တာရက်ခံကြပါ